ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကျူးနဲ့ပေါင်ပေါင်းနဲ့စပါပါအိုးလေးကိုကျွန်တော်တန်လွင်စီလေးနဲ့ထည့်ပါမယ်ဒီအိုးနဲ့ဆိုရင်သူက C နဲ့နဲ့ပဲ300ရလို့ပါတယ်ဒီနေ့ကျွန်တော်ကျူးနှလုံးချုံပါပါသူက၄လုံးထိကြော်လို့ရပါတယ်ကျွန်တော်အကူလာလဲတဲ့ချိန်ကြောင့်ရင်ကျွန်တော်၄လုံးတစ်ပြိုင်တည်းကြော်ပါတယ်ကျွန်တော်နောက်တစ်လုံးပါသူက C နဲ့နဲ့ပဲ300ရလို့ပါတယ်ဒီအိုးလေးရမ်းမိုက်ပါတယ်ကျွန်တော်ရမ်းချိုက်ပါတယ်အပြင်ကျွန်တော် digital ရေပူအိုးလေးနဲ့ရေပူတဲပါမယ်ခလုတ်အိုးနဲ့ဆိုရင်သူကခလုတ်ကအဲ့ဒီ ခဏခဏပြုလို့လေအဲ့ဒါဒါကြောင့်မလို့ကျွန်တော်တို့အဆောင်က digital အိုးလေးဝင်လာတာပါရိုက်မိုက်ပါလေဒီအိုးလေးအာ coffee လေးနဲ့တောက်ပါပါ coffee ကဒီတိုင်းဆိုရင်သူကနည်းနည်းလေးပေါ့လို့ကျွန်တော် coffee mug လေးနည်းနည်းထပ်ထည့်ပါမယ်ကျွန်တော်ခါခါလေးကြိုက်လို့ပါနည်းနည်းပဲထည့်ပါမယ်ဒါတော့ next coffee ရတာနဲ့အဆင်ပြေပါလေကျွန်တော်အဆောင်ပေါ်ဆိုရင်အဆင်ပြေတယ်လို့ဆောက်ပါလေဒါပါဒီ coffee ချောင်းလေးပါဒါက Korea coffee ပါ Korea မှာအထောက်အများဆုံး coffee ပါ သူရဲ့နာမည်ကတော့သူက Museum Coffee လို့ခေါ်ပါတယ်။အဲခုနကကျွန်တော်ကြော်လာတဲ့အူကျွန်တော်လည်းလမ်းပါမယ်ဒီမှာလမ်းရတာလည်းအရန်လွယ်ပါတယ်။ဒီလေးဝယ်တော့ကြည့်ပါအရန်မိုက်ပါတယ်။အဲလေးလုံးကြော်လို့ရတဲ့ပါပါအများကြီးကြော်လို့ရတဲ့အုံးလေးလည်းရှိပါတယ်။အပြည့်ကျွန်တော်ငပြောသေးဝယ်ထားတာပါဒီငပြောသေးလေးရန်စည်းတက်ပါတယ်။တော့ပါကျွန်တော်မနေ့ခင်းနိုင်စဖို့ဝယ်ရတာပါ960ပဲပေးရပါတယ်အဲကျွန်တော်ကြော်ထားတဲ့ဥလေးရပါပြီ တော့ဝိုင်းဝိုင်းလေးနဲ့ကျူလေးမိုက်နေပါတယ်ကျူကြော်လေးကိုကျွန်တော်ဒီတိုင်းကြော်လာတော့ပါစားမထက်ပါဘူးအဒီမှာကျွန်တော်ဝယ်လာတဲ့ပေါမုံပါဒီပေါမုံကတော့ပေါမုံချမ်းပေါ့သူအသားချမ်းချမ်းနဲ့နေပါတယ်ဒါပေမဲ့ तू ကပေါမုံအချက်ကြီးပါအထဲမှာ तू ကအဲ့ဒီအစေးဆန်လေးတွေပါပါတယ်ဒီမှာပါဒီပေါမုံချမ်းလေးစားရင်သူကအချို့အာနိသင်တွေအများကြီးရှိပါတယ်ကျွန်တော်သေချာမပြပြတတ်လို့ပါ အဲရီဘူးလေးကြောက်တော့ကျွန်တော်ကော်ဖီလေးနဲ့ရီဘူးလေးနဲ့ဖြော်ပြီးတော့ပေါင်မုန်းနဲ့စားပါပါပေါင်မုန်းနဲ့ကော်ဖီကအရင်မိုက်ပါတယ်အရင်လိုက်ပါတယ်ဟိုရပါပြီအဲဒီမှာပေါင်မုန်းကျွန်တော်နဲ့ပြန်သေးပြီးတော့တော့စားပါပါအားလုံးပဲစားကြပါအောင်